ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချင်းငယ်ဆက်ရတာလေးနဲ့တုံနီလေးရလွယ်ကူယူရှင်ပြီးတော့ဓမေအရန်ကိုမိတ်စေတယ်ပြည်ချင်းကရက်ခိုင်တုတ်ဆက်ဆက်ကလေးအိမ်မှာအလွယ်တုတ်စားဖြစ်လို့ပြုလုပ်နေလေးကိုလာမျှရပေးရရှိပါတယ် ပထမဆုံးပပတ်စုတဲ့ရင်းနှီးဦးထဲကိုခိုးနေပါရဲ့တေချာချုပ်ပြီးတော့ပေါ့နော်ရေဆေးတက်စင်ထားတဲ့ပြည်ကြီးငါးလေးကောင်စာကိုထပ်ပြုတ်ပေးထားလိုက်ပါတယ်ဒီနေရာမှာကို့အိမ်မှာတကယ်လို့ရှောက်ရွက်တို့ဆက်ပလင်းတို့ရှိရင်ထပ်ပြုတ်ပေးနိုင်ပါတယ်ရှင်ဖြူကတော့မရှိလို့မထဲတော့ဘူးပေါ့နော်ဟိုတစ်ခေါက်ကလည်းဒီလိုလေးတုပ်စာဖြစ်တယ်ပေါ့နော်အဲတစ်ခေါက်ကကိမုံနဲ့တုပ်စာတာပေါ့နော်ဒီတစ်ခေါက်မှကျတော့ဒီပြည်ကြီးငါးနဲ့တုပ်စာတာပါကွာလဲဆိုလို့ရှိရင်ဒီပြည်ကြီးငါးကျတော့အသားကပိုပြီးတော့အီအီလေးနဲ့ပေါ့နော်ပိုပြီးတော့စာကောင်းပါတယ်ရှင်ပြည်ကြီးငါးကိုကျတော့ဖြူအကြိုင်မပြုတ် တော့ပေါ့နော်2မိနစ်3မိနစ်လောက်ပဲပြုတ်ထားပါတယ်ဒီနေရာမှာကိုဝါချက်ချက်ကလေးကြိုက်ရင်ခက်ချက်ကြလေးပြုတ်ပေးနိုင်ပါတယ်ရှင်ပီချင်းငါးလေးတွေကအသားလေးတင်းလိုက်ပြီဆိုအောင်နဲ့ဖြူကဆက်ထုတ်ပေးထားလိုက်ပါတယ်။ပြီးရင်တော့သူ့ကိုရေအေးလေးနဲ့တရေလုံးဆေးပြီးလို့ရှိရင်တော့တကြိုက်စာလေးတွေအစစ်သစ်လီထားပေးလိုက်ပါမယ်နော်။ ဖြစ်ရတော့ခုလိုမျိုးလေးပေါ့နော်မထုံပွားနေတာလေးတွေထိထားပေးလိုက်ပါရရှင်တွေ့ရသားလေးရဆိုလို့ရှိရင်လုံးဝအုံတိနှုလိုပဲပေါ့နော်အီအီလေးနဲ့အရင်ကိုစားကောင်းပါတယ်အသားလေးတွေရဆိုလို့ရှိရင်တော့ជីជីလေးနဲ့ပေါ့နော်တတ်တန့်လေး ဒီနေရာမှာပြည်ချင်းကတမျိုးတည်းမဟုတ်ပဲနဲ့ပေါ့နော်တကယ်လို့ပစိုးနေပါရဲ့ရှိရင်လည်းထက်ပြီးတော့ပေါ့နော်ရောတုတ်ပေးမယ်ဆိုလည်းရပါတယ်ရှင်ဒီအတုတ်လေးကတမျိုးကောင်းတာကကြတော့သူ့မှာအချိန်ငယ်ဆက်ရတာအပြည့်ရှိတော့လေသူ့တမျိုးတည်းနဲ့လည်းထမင်းမိတ်စေတယ်ပေါ့နော်ပြည်ချင်းကကိုလှီပြီးတာနဲ့ဖြိုးကကြက်တုံနေတလုံးကိုလည်းခက်ပါပါနေထားလေးတွေလှီထားပေးလိုက်ပါတယ်ရှင်တဲ့တော့လှိပြီးပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုရေလေးနဲ့စိန်ထားပေးလိုက်ပါမယ်နော် ဒီလိုလေးရေလင်းနိုင်စိန်ထားတော့ဖြူတို့တုတ်ခါနေမှာ ရေလင်းညှစ်ပြီးတော့ထက်တုတ်ပေးရမယ်ပေါ့နော်ပြီးရင်တော့တံမြန်သေးတလုံးစာကိုလည်းအစင်သိလိထားပေးလိုက်ပါမယ်နော်တံမြန်သေးလိပိတာနဲ့နန်နံပင်နှဲငယ်ကိုလည်းမထုံပါနေထားလေးတွေအစင်သိလိထားပေးလိုက်ပါရရှင် ပြီးရင်တော့ဒီရခိုင်တုံးမှာဒီကလိုအပ်တဲ့ငှုပ်တီစိမ်းရဲ့ချက်သွန်ဖြူရဲ့ပြီးတော့ငှုပ်ကောင်းနေငယ်ကိုပေါ့နော်ခဏလောက်တော်ဟာပေးလိုက်ပါမယ်ရှင်။ဒါမှသာဖြူဒီအတော့ကိုစားတဲ့ချိန်မှာပေါ့နော်ဘိုင်းမအောင်မှာဖြစ်ပါတယ်ရှင်။ငှုပ်တီစိမ်းကတော့ဖြူတို့ကိုဆက်စားနေသလောက်ထက်ပြီးတော့လှော်ပေးနိုင်ပါရဲ့နော်။ဖြူကတော့ဒီဆက်တဲ့ငှုပ်တီသုံးထားတော့လေဒီအတော့တွေကတော်တော်လေးကိုဆက်ပါရဲ့။ညုတ်သေးလေးကိုခဏလောက်လှော်သွားလို့ညုတ်သေးလေးကအနက်လေးမှွေးလာပြီဆိုလို့ရှိရင်တော့ရပြီပေါ့နော် ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ညှုပ်တီလှော်လေးရတော့ရပါပြီရှင်။ပြီးရင်တော့သူ့ကိုစပြီးတော့ထောင်းပေးရန်အတွက်ညှုပ်ဆောင်ထဲကိုထည့်ပေးလိုက်မယ်။ပြီးလို့ရှိရင်လုံးဝညက်သွားတဲ့ထိပ်ပေါ့နော်ဖြူတို့ခဏလောက်ထောင်းသွားပေးလိုက်ပါမယ်ရှင်။ထောင်းသွားလိုက်တာလုံးဝညက်သွားပြီဆိုတာနဲ့သူ့ရဲ့ဖြူကกินထားပြီးသားငပိမီကင်လေးနဲ့ငယ်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ရတာအတွက်သူ့ရဲ့ဖြူကအချုံမုတ်လေးနဲ့ငယ်ကိုထည့်ပြီးတော့တမတော်အောင်ရောထောင်းပေးထားလိုက်ပါတယ်ရှင် ကဲအားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ဖြူတို့စပြီးတော့တုတ်ပင်းရံအတွက်သုံးမခွက်ထဲကိုအစင်းသစ်လီထားတဲ့ဒီပြည်ချင်းငါးကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ဖြူတို့အစင်းသစ်လီထားတဲ့ချက်သွန်နေနန်းနန်းပင်ပြီးတော့ခနာကထောင်ထားတဲ့ညှုတ်သေးနှစ်လေးကိုထည့်ပေးလိုက်ပါမယ်။နောက်ဆုံးကြမှာသမယာသီးလေးနှစ်ဆိုင်လောက်ကိုညှစ်ထည့်ပြရနဲ့သမတော်အောင်နှဲထားပေးလိုက်ပါရရှင်။လုံးဝနှက်သွားအောင်ပေါ့နော်ဖြူတို့တုတ်သွားပေးလိုက်ပါမယ်နော်။ ဒီနေရာမှာဖြူတို့ရတာပုံငန်းကိုမြင်ကြည့်ပြီးလို့ရှိရင်အငန်းတွေပါရလို့ရင်လည်းထထနေတယ်ပေါ့နော်ဖြူကတော့ငပိတုံးထားတာဖြစ်တဲ့အတွက်စားတွေပါရကိုထပ်ပြီးတော့မထဲတော့ဘူးပေါ့နော်နောက်ထပ်ဖြူကတံမြတိလေးနိုင်ငယ်ကိုပဲထထပေးထားပါရရှင် ခဲ့ပြီးရင်တော့တမတော်အောင်ပြန်တုတ်သွားလိုက်မယ်။အားလုံးလည်းနှက်ပြီးတော့ရက်သားလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပြင်းချင်းကရက်ခိုင်တုတ်ဆက်ဆက်ကလေးရတော့စားဖို့စိတ်သိဖြစ်နေပါပြီရှင်။စားလို့လည်းအရင်ကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမလို့ညွှန်လင်းပါရရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြူနဲ့ဖို့တစ်တင်မှာပြန်ဆောင်ရမယ်နော်။အားလုံးအပိုင်း